ို့လိုက်ဆိုင်ကိုကြည့်ရှုနေတဲ့ပြည်ရင်းပြည်ပါရဟန်းရှင်လူပြည်သူအားလုံးဖေယခတိတောကခတိငြိမ်းပြီးကောင်းကျိုးအနန္တပြည့်ဝကြပါစေ။ရာသီဆက်ဝန်းတို့တရွေ့ရွေ့ပြောင်းလာတာယခုဆိုရင်2025မတ်လ23နဲ့19ကြာရောက်လာပြီ။အဲ့လိုရောက်လာတဲ့အချိန်မှာရာသီဥတုတွေကလည်းပူလာသလိုလေထုညဉ့်ညမ်းမှုတွေကလည်းဖြစ်လာပြီ။စီးပွားရေးလူမှုရေးကျန်းမာရေး နေထိုင်ရေးတဘာဝပြီးအဘယဖေးကြီးရလဲပြင်းထန်လာပြီအเจ้าကကျွန်တော်ဒီတနစ်တာဟောခဲ့တဲ့ထမ2025 January 1ရက်ကနေ AP 30ထိပထမ၄လမှာအင်္ဂါစနေဂျူရီထိုးစစ်ခြင်းမဲ့မြင့်တက်လာမဲ့ဖောက်ပြန်မဲ့စနေအင်္ဂါနဲ့ပတ်သက်တဲ့တဘာဝပြီးစီးရေးနိုင်ငံရေးအားအလုံးဟာ ခက်ခက်ခဲခဲနဲ့ဖြတ်သားရမယ်တိတ်ကြောက်စရာကောင်းတဲ့ကိုးကနာကြတဲ့နှစ်တစ်နှစ်အင်းအားတိတ်ကြီးတဲ့စီးပွားရေးလူမှုရေးအဖွဲ့အစည်းတွေနိုင်ငံရေးအဖွဲ့အစည်းတွေအင်းအားငယ်တာတွေနဲ့ပြိုတာတွေတိုက်ခိုက်တာတွေပြင်းထန်အဲ့ရဲ့လောကဓာတ်တွေကိုကျွန်တော်တို့လူသားတွေခါရမှာပဲဒါပြည်တွင်းရောပြည်ပါဟောပေါ့မထမတဲ့ တဘာဝဘေးအန္တရာယ်အဆဖြစ်ပေါ်တာအဲ့ဒီအချိန်မှာအခုမတ်လ73နဲ့79ကြားမှာဒါဒီတိတိထားမယ့်အချိန်ရောက်လာအကြောင်းကတော့ကောဇာစန္ဒီဇူဝက်ကသွားနေပြောင်းရွှေ့มาစီနော်အဲ့ရအင်္ဂါဖောက်ပြန်တာရှိပါတယ်နေထုံရာဒီဘွားတွေဆိုတာမေ20နှစ်နဲ့ဂျွန်27ကြားမှာဝိဖာသူတွေဖြစ်ပါတယ်ဒီရာဒီဘွားတွေကတော့ယခုချိန်မှာ အချိန်ကိုအကျိုးရှိစွာအသုံးချလိုပါတယ်အနာယူတဲ့အချိန်အနာယူပြီးလောက်ကင်ဆောင်ရမယ့်အချိန်မှာလုံလဝရိယဇွဲအားဆိုင်ပါငွေကြေးဥစ္စာစီးပွားတို့ကောင်းစွာရယူလိုက်ပါမိဘဆရာချစ်ရသူတို့ရဲ့မေတ္တာများစွာ ကုညီပူပေါင်းမှုရရှိပါလိမ့်မယ်ငွေကြေးအကြတဲ့တွေပြည်လဲပါလိမ့်မယ်ဝန်ထမ်းရရတွေယာဓုတို့အလုတ်တို့နေရာတို့ပါလိမ့်မယ်ကုံတဲ့ပွဲသား ရောက်ဝဲဖောက်ကားတွေအောင်မြင်မှာပဲဖြစ်ပါတယ်။အင်တာဗျူးဆာမူရဲနဲ့နိုင်ငံခြားကိစ္စတွေလည်းအဆင်ပြေနေပါတယ်။နှလုံးသားအင်တော်ကြီးချီချီရများလဲလက်ထပ်ထိမ်များခြင်းကောင်းသောကာလပါ။တရီသားမှာတော့တကြီးရွယ်ဦးများမိဘများကြားမရေးဆိုင်ရာခြုံရင်းတာမိမိတို့ရဲ့အိုးအိမ်တွေပြက်တာပြောင်းတာရောင်းတာအပြင်းအထန်လုပ်တာတွေရှိပါတယ်။အဲဒီခါမှာတရီဝရိယလေးနဲ့လှုပ်ပြီးပါ ဒီကာလမှာဝစ်ဆင်ရမယ့်အရောင်တွေအဖြူရောင်ကြည်ပြာရောင်နဲ့အရောင်နုအရောင်ဖတ်ပန်းရောင်များအဝါနုများဖြစ်ပါတယ်ထီထိုးခြင်းနဲ့ဆိုရင်တော့တုံးတုံညခွန်ပတ်လဲဆက်နေနေမှာထိုးပါ အရာရာကံကောင်းမှုမှန်ခွဲပကံခွဲမိကြောင်းခွဲတွေမိလုံးအကျွန်းတွေဂျူအမျိုးမျိုးစိတ်ကျူနွားကျူကျွဲကျူတွေဆွန့်ပစ်ပါအိမ်အဝင်ထွက်တွေတကားတွေနောက်ဖေးမိဖို့ကြောင်းတကားတွေ တတရရအမွေးနံ့တာပြပြန်ပြီပါနေ့တိုင်းနေ့တိုင်းမေတ္တာတော့၆ခေါက်ရွတ်ပြီးပထမမြတ်ပူဇော်ပါမေထုံရာဒီဘွားအဲအားလုံးဘေးရန်ကြီးကြားမှာချမ်းသာကြပါလိမ့်မယ်ကံကောင်းခြင်းနဲ့ပြည့်စုံပါ thank you